ရင်မအဲ့တဲ့တွေကိုလုံးဝအဝင်မခံတဲ့အယက်သမားကင်းစင်မျိုးပရိသတ်များအားလုံးပဲမြင်လာပါရှင်ဒင်းကားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဩစတြေးလျတိုက်ရဲ့မြေပြင်ကျဲကြီးထဲမှာလူအများမမြင်ဘူးမသိဘူးတဲ့ကဘာတစ်ခုတီးတန်းရှိနေပါတယ်။အဲ့ဒီနေရာရဲ့အကျယ်ဝန်ကကမ္ဘာနိုင်ငံတဝက်ကျော်ထက်တောင်ပူကြီးမနေရပါတောင်ပိုင်းကဖုံထူတဲ့လမ်းကျမ်းတွေကနေတဆိုင်ကားမောင်းသွားလိုက်ရင်တန်ကြေးတက်နေတဲ့ကားဘောနက်ပေါ်မှာလက်ရည်နဲ့ရေးထားတဲ့သတိပေးစာတစ်ခုကိုလည်းတွေ့ရမှာပါ အဲ့ဒါကတော့ဧည့်သည်မလာရခရီးမသွားရဆိုတဲ့စာသားပါပဲဒီနေရာမှာ APY land လို့ခေါ်ကြတဲ့နေရာရဲ့အဝင်ပေါက်လေးလည်းဖြစ်ပါတယ်ဝင်ပေါက်ဆိုပေမဲ့ gate တွေဘာတွေမရှိပါဘူးတောင်းမဲ့သူလည်းမရှိပါဘူးဒါပေမဲ့ဆက်သွားမယ်ဆိုရင်တော့ပြဿနာနဲ့ကြုံရမှာပါ Australia တောင်ပိုင်းရဲ့အနောက်မြောက်ဘက်စွန်းမှာရှိတဲ့ဒီနေရာမှာတခြားကလူတွေလုံးဝနေလို့မရပါဘူးဌာနေဒေသခံလူမျိုးတွေပဲနေခွင့်ရတာပါ ကိစ္စရှိလို့လာခြင်းရင်တော့လူမျိုးစုအကြီးအကဲစီကအခွင့်ပြုချက်တောင်းခံရပါတယ်။စီကံဖောက်ဖျက်ခြင်းရင်တော့ဒဏ်ငွေ2000ချက်ချင်းပေးလိုက်ရမှာပါ။တရက်ပို့ရင်တော့ဒေါ်လာ900စီထပ်ပေးရမှာပါ။ ဒီနေရာတစ်ခုလုံးမှာနေထိုင်တဲ့လူဦးရေက2000လောက်ပဲရှိပါတယ်။သူတို့ရဲ့ဘဝပုံစံကအပြင်ကဘာနဲ့လုံးဝကွဲပြားနေပါတယ်။သူတို့စီမှာအရက်ကိုလုံးဝတောက်လို့မရပါဘူး။အဲ့ဒါကြောင့်အရက်သမားကင်းစင်နဲ့မြေလို့ပြောရင်လည်းရပါတယ်။ဒါပေမဲ့အလုံးလက်မဲ့နှုံကတော့အများကြီးပါ။အင်္ဂလိပ်စကားကိုလည်းသိမ့်မပြောတတ်ဘူး။သူတို့ကခေတ်သစ်နှီးပညာတွေနဲ့လည်းအဆက်အသွယ်သိမ့်မရှိကြပါဘူး။ ဒါပေမဲ့ဆက်တွေကောက်တွေကိုတော့သုံးနိုင်ပါတယ်။ဒီလူတွေကစားဝတ်နေရေးကိုရှေးတုန်းကလက်ဆင့်ကမ်းလာတဲ့နည်းနဲ့ပဲဖြည့်ရှင်းကြပါတယ်။ကျန်းမာရေးကိစ္စတွေကိုလည်းရိုးရာနည်းအတိုင်းပဲဖြည့်ရှင်းတာပါ။ဒေသခံစားစရာတွေဈေးတင်ပေမဲ့အပြင်ကသွင်းရတဲ့အခြေခံစားတောက်ကုန်တွေရဲ့ဈေးကတော့ကြီးပါတယ်။1982ခုနှစ်အစောပိုင်းကအော်စတြေးလျတောင်ပိုင်းအစိုးရကဒီနေရာတွေကိုစီမံခန့်ခွဲခဲ့ကြတာပါ။ ဒါပေမဲ့သူတို့လည်းအဆင်မပြေခဲ့ပါဘူး။ဒါကြောင့်1982ခုနှစ်မှာနယ်မြေအုပ်ချုပ်ခွင့်ကိုရိုးရာပိုင်ရှင်တွေစီကိုပြန်ပြီးတော့လွှဲပြောင်းခဲ့ရပါတယ်။ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ်အသက်တွင်းဖို့စူးစမ်းခဲ့ပေမဲ့အခုချိန်ထိဖြစ်မလာသေးတာပါ။အစိုးရဘတ်ဂျက်တွေလည်းဒီနေရာကိုထင်တယ်လို့ရောက်မလာခဲ့ဘူးပြောရရင်ဒီနေရာကအော်စတြေးလျနဲ့တီးခြားဖြစ်နေတဲ့နေရာတစ်ခုပါ ြင်ပကဘာနယ်နဲ့အဆက်ဆံမရှိပါဘူး။ဒါပေမဲ့ဒီနယ်မြေထဲမှာနာမည်ကြီးတဲ့အားကစားပြိုင်ပွဲတစ်ခုရှိပါတယ်။အဲ့ဒါကို APY League လို့ခေါ်ပါတယ်။ Grand Final နေ့မှာဆိုရင်ဒေသအတွင်းမှာရှိတဲ့လူတွေကမြေနီအားကစားခွင့်ကြီးစီကိုစုပြုံလာပြီးတော့ဝင်ရရှင်ပြိုင်ကြတာပါ။ပွဲကြီးစဉ်တွေမရှိသလိုအရက်ပြာဆိုင်တွေလည်းမရှိပါဘူး။တခါတလေကွင်းထဲကိုခွေးဖြတ်ပြင်းရင်လေရှင်ပြိုင်ကြတဲ့သူတွေကခက်တီတီပါပဲ။ဒီဒေသကြောင့်ပြောရရင်တော့ပျောက်ကွယ်သွားတဲ့မြို့တော်တစ်ခုကြောင်ပြောရမှာပါ။အဲ့ဒါကိုမင့်တပီလို့ခေါ်ကြပါရဲ့။ အရေးသေးကောင်းတဲ့အနက်ရောင်ရွေးကြောက်တွေထွက်လို့ blood obey လို့လည်းနာမည်တင်စားခံရပါတယ်1980လောက်တုန်းကဆိုရင်ဒီဒေသတစ်ခွင်ကအဲ့ဒီလုပ်ငန်းနဲ့စီကားခဲ့ပူပါတယ်အဲ့ဒီအချိန်မှာနိုင်ငံသားရင်းနှီးမြှုပ်နှံသူတွေရဟတ်ရင်တွေနဲ့လာရောက်ခဲ့ကြပါတယ်နောက်ပြီးတော့ဒီနေရာကဥပဒေမဲ့နေရအညိုရောင်နေမြေဒူးစရိုက်ပေါ်တဲ့ဒေသဖြစ်နေတယ်နာမည်ကြီးခဲ့ပါသေးတယ် 2020ရောက်တဲ့အချိန်မှာတော့ဒီနေရာကမကောင်းတဲ့နေရာကြီးလို့ဖြစ်လာကြတာပါအဲဒါကြောင့်အစိုးရကမြို့ကန်တွေကိုနှင်လွှတ်ပြီးတော့မြို့ကိုလည်းဖျက်ပြစ်လိုက်ပါတယ်အခုတော့တချိန်ကစီကားခဲ့တဲ့ blood over မြို့တော်လေအစာအနတောင်ရှာမရတော့ပါဘူးခေါင်းဆောင်တွေကလည်းဒေသခံတွေထိခိုက်မှုမရှိအောင်မူရစေအရက်လုံးဝသုံးခွင့်မပြုဘူးလို့သတ်မှတ်လိုက်ကြောင်းသိရပါတယ်ဒီနေ့ဗီဒီယိုလေးကိုတော့ဒီလောက်ပါပဲရှင့်အဆုံးထိကြည့်ရှုပြီးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်